အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့အလဲလွန်သောဘိတ်တဆုံဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါ နားဆင်အားပေးကြပါအောင်ခင်ဗျာသူစာနဲ့ယူရင်အင်ကိုတသလုံးပြင်မလာရဘူးလို့အဖေနဲ့မိကပြောတယ်သူစာမောင်ကတော့သူစာနဲ့မခွဲနိုင်ဘူးကွာဖြစ်ချင်ရပြက်အားလုံးကိုရင်ဆိုင်ပစ်ချင်တယ် မိုးစော်လက်တန်းကစိုးနဲ့အကွဲလို့နေပါတယ်။သူစားကမိုးစော်လက်ရဲ့ခြင်းခွေမှာစကနဲ့ယုံထွယ်လိုက်တယ်။စားတော့ဆိုင်မှာဖြိုဖြေးရတဲ့တချင်းတယ်မဆိုတဲ့ဆွဆွဲချက်နဲ့မဟုတ်လားမောင်။မာနာနဲ့နာကျင်မှုတွေရောစွန့်နေတော့ကြောင့်သူမရဲ့တန်းကတင်းမာလို့နေပါတယ်။ခက်ထန်နေတဲ့မျက်ဝန်းတို့ဖြင့်မိုးစော်လက်ကိုသူမကြည့်တယ်။မိုးစော်လက်ကတော့ဆူဆူဝါးဝါးနိုင်လာတဲ့သူမရဲ့ဒေါသမျိုးလုံးများကိုမတီကြိုးကြုံပြုတ်ပြီး အဝေးစီကသာငေးကြည့်လို့နေပါတယ်။စားတောက်ဆိုင်မှာတချင်းဆိုတာဆက်စုပ်ရွန်ရှားစရာအပြစ်တစ်ခုလာမအောင်ကိုတက်ကျွမ်းတဲ့အမှုပညာနဲ့ကိုဝမ်းကိုကြောင်းနေတာဂုံရှူစရာဘာလို့တောင်မှမောင်ပြောခဲ့ဘူးတည်းမဟုတ်လားယင်။ဟုတ်ပါတယ်သူစာ။ဒါပေမဲ့မောင်အဖေအမေတို့မှာဒီလိုခံယူချက်မရှိဘူး။သူတို့ထင်တာကစားတောက်ဆိုင်မှာတချင်းဆိုတဲ့မိမမှန်ယင်။ပျက်စီးနေတဲ့မိမပေါ့ဟုတ်လားမအောင်။တစိမ့်တစ်ပိုင်းအနေနဲ့တော့မှန်ကျင်မှန်မှာပေါ့မအောင်။ဒါပေမဲ့ကုကျင်းတရား ခံခိုင်မာမာနဲ့တချင်းဆိုနေတဲ့မိန်းကလေးတွေဒီလိုနေရာမျိုးကိုလာတဲ့သူတွေဆိုတာကထင်းကျုံးမှုမပါတဲ့လွတ်လပ်မှုကိုစိတ်ရောကိုယ်ပါခံစားချင်သူတွေဖြောပြေမှုကိုတတ်မှတ်သူတွေပြီးတော့သူတို့လိုချင်တာရမယ်ဆိုရင်ငွေကိုရိတ်ထက်ဖြုံးနိုင်တဲ့သူတွေပါမအောင်ငွေဟာအင်အားကြီးတယ်အရာရာကိုလုံနိုင်တယ်ဒီလိုလူတွေရဲ့ငွေပင်းကူအိမ်ကိုတော်ချုံအင်အားနဲ့ရုံးထွက်ဖို့မလွယ်ဘူးမအောင်ဒါပေမဲ့မောင်းချယ်မိပါတွေထင်တယ်လို့ သူစားတို့လိုတချင်းတယ်မိကလေးတွေဟာယောက်ျားတွေကိုမာရှာနဲ့များနေတာမဟုတ်ဘူးမောင်ယောက်ျားချင်းမကြီးတွေကသာငွေနဲ့သွေးဆောင်ဖျားရှောင်းနေကြလို့တချင်းတယ်မာလေးတွေသာအများခံနေရတာပါမောင်နှစ်ဦးစလုံးမှာပြောစရာစကားတွေရှိပါတော့လေပေါ်ပေါက်လာတဲ့ပြဿနာကြောင့်နှုတ်ကိုဖွင့်ဟမရဲကြအချိန်နေတင်းမှဆိုးရွားနေသည်မှာကိုနှစ်ဦးစလုံးမှမလိုလားပါအတွေးကိုစီဖြင့်မင်းနဲ့အနေငယ်ကြတဲ့အထိတိတ်ဆိတ်သွားပြီးတဲ့နောက်မှာ ိုးစော်လက်ကစကားပြန်ပြီးတော့စပါတယ်မောင်ဘလူလောက်ရမလဲသူစာ သူစာနဲ့တာခွဲရရင်တော့မောင်ဒီမှာပဲမိုးစော်လက်ရဲ့နှုတ်ထွက်စကားတွေကိုနမိတ်မရှိသောစကားဟုဆိုကနှကန်းကိုလက်ဖွားနုနုဖြင့်ပိတ်လိုက်ဖို့သူမကစိတ်ကူးလိုက်ပါတယ်သူ့ဘတော်လည်းအတန်ငယ်နောက်ကျသွားနေပြီးကိုတတိပြူမိလိုက်၍မလုဖြစ်တော့တကယ်တော့နှက်ရောက်တာတိတ်ဆိတ်နေတဲ့အခိုက်ဝဲသူမအတွေးရည်ရင်ကြောမှာ မျောပါသွားခြင်းပဲဖြစ်ပါတယ်ပြဿနာရဲ့ရာလက်တွေကိုသူမသုံးသက်နေခြင်းသာဖြစ်တယ်နောက်ဆုံးမှာတော့ဆုံးပြည့်ချက်တစ်ခုကိုသူမချလိုက်ပါတယ်သူဇာလဲမောင်းနဲ့မခွဲနိုင်ဘူးမောင်ဒါပေမဲ့အမြန်ဆုံးလက်ထက်ချဖို့ပြောရတာပေါ့ဒါဆိုရင်ဒါဆိုရင်လုံမနေနဲ့မောင်သူဇာရဲ့မိဘတွေကိုအကျိုးအကြောင်းအကုန်ဖွင့်ပြောလိုက်မယ်ပြီးရှင်သူဇာနဲ့မောင်ရုံတဲ့လက်မှတ်ထိုးမယ်ရက်ွက်ထဲကလူကြီးတချို့နဲ့မိတ်ဆွေအနှဲငယ်ချင်းဖိတ်ပြီး င်္ဂလာဆုံးကျွေးမယ်။အားငယ်တဲ့သူစားရဲ့ဒါဒီဟာမောက်ဘက်ကလှူချမဲ့အလုပ်တွေပါ။မောက်မှလည်းလက်စွပ်လေးလောက်ပဲကျန်တော့တာဆိုတော့ဒါတွေတွေးပူမနေပါနဲ့မောင်။သူစားမှစုထားတဲ့ပတ်စံရှိပါတယ်။အထီကကသူစားနဲ့မောင်။အတူတူအမြန်ဆုံးနေရဖို့မဟုတ်ဘူးလားမောင်။သူစားကမိုးစော်လက်ရဲ့ရင်ခွင်ကို မျက်နှာအပ်ပြီးတော့တိုးဝင်လိုက်ပါတယ်။မိုးစော်လက်ကသူစားရဲ့ကြောပင်လေးကိုအလိုက်တဲ့ဖတ်ထားလိုက်တယ်။ တောင်စုပလုံးစုကိုသာပြစ်နိုင်တယ်။ဒါဆိုသမီးဆိုပြေရှိုးမရှိဘူးဆိုတဲ့ထုံးစံအတိုင်းမောင်ရဲ့ဖေတတိကြီးကဒီနေ့ကျရင်ပြန်ခေါ်มาပဲလို့ကျင်းတီပေါတွေ့ထားရော့လာ သူ့စာရဲ့တနာစရာခေါင်းလိုက်တာဒီစကားကသူ့ရဲ့နှုတ်ပြမှာထွက်မလာရင်ထဲမှာသာပျောက်ွယ်လို့သွားပါတယ်သူကသူ့စာရဲ့နှဖူးလေးကိုဖောက်ဖွာလေးနမ်းလိုက်တယ်ပြီးတဲ့အခါမှာ တိုးညင်တဲ့အတန်ဖြင့်ပြောပါတယ်သိကျစ်တယ်သူ့စာရဲ့ တပြိုင်တည်းမှာပဲသူစားရဲကူလုံးလေးကိုတုပ်ပြီးဖက်လိုက်ပါတယ်။မိုးစောလက်ရဲနှခမ်းတွေကပြုံးမိတယ်။ဒုဗ္ဗတော်လည်းချစ်ချင်းရဲ့ယူသားမှုကင်းမဲ့တဲ့အပြုံနှလုံးသားမှာမေတ္တာတရားတို့နှွဲရှက်ခြင်းမရှိတဲ့အပြုံယောက်ျားတစ်ယောက်ရဲ့ကဝေးအပြုံသို့မဟုတ်တိုက်ဆရာတစ်ယောက်ရဲ့အပြုံမျိုးပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့နောက်ဆုံးရာလက်ကလည်းသူတို့ကြိုတင်တွက်ဆထားတဲ့အဖြေနဲ့ကွဋ်တီဝင်ခဲ့တယ်။သူစားလို့တချင်းတယ်မှာတယောက်အနေနဲ့ တထေသာသမီးကိုအသေးရရရှင်းရရလက်လွတ်ခံမိမဟုတ်သူယူဆထားပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကွင်းကိုဆင်ပြီးတော့ဒီဇက်ကိုကားခဲ့ခြင်းဖြစ်တယ်။သို့ပါတော့လေသူစားအနေနဲ့သူ့ကိုလက်ထက်ရခြင်းမှလည်းတထေသာဟုတဲ့အချက်တစ်ခုတည်းသာမဟုတ်တခြားသောအရေးကြီးတဲ့အကြောင်းအရာများကြန့်ရှိနေပါသေးတယ်။ထိုအကြောင်းအရာများကသာမိုးစော်လက်တယောက်ကြိုတင်သိခွင့်ရမယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်သူသူစားကိုရှော့တက်မိခြင်းက ြင်မကြားတဲ့အမတစ်ခုလို့ဖြစ်ခဲ့ပါတယ်။ရန်ကုန်မြို့တော်ရဲ့အသေးနှလုံးနေရာချစ်သူဦးရှင်တွင်ရှိ စားတောက်ဆိုင်မှာမိုးစော်လက်နဲ့သူစားတို့စုံစည်းခဲ့ကြခြင်းဖြစ်ပါတယ်။ထိုနေ့မတိုင်မီနေ့ရက်ကမိုးစော်လက်တို့ဖွဲ့ပွားပေါက်တစ်ခုတိုးခဲ့တယ်။ဘကူးပေါ်မှာအင်တိုင်တုံးကမမျောလင့်ပဲတိတ်လင်း90ဘူးလောက်တက်မဲ့စင်ရွှေရဲနာတွေကိုရလိုက်ပါတယ်။ညာတွင်ချင်းရန်ကုန်ကိုပြန်ဖောက်တဲ့ဆိုင်မှာတွင်တယ်။ ရတဲ့ငွေကိုအညီမျှခွဲပါတယ်သူတို့၃ယောက်စလုံးမှာတယောက်ကို၁၀သိန်းလောက်ရသွားတယ်ညာဦးပိုင်းမှာအောင်ပွဲကျင်းပရန်နာမည်ကြီးစားတောက်ဆိုင်တစ်ခုမှာပဲသူတို့ဝင်ခဲ့မိတယ်ထိုနေရာမှာသူစားကိုစတွေ့ခြင်းပဲဖြစ်တယ်သူစားကထိုဆိုင်ကြီးမှာ ကာရာအိုကေတချင်းတယ်မာလီတယောက်ဖြစ်တယ်ထိုညာကသူမသည်နေရာဒေသနဲ့လက်ရောညီထွေးစာခိဆန်ဆန်ဝစ်စင်ထားပါတော့လေအခြားတချင်းဆိုတဲ့ကောင်းမလေးတွေလိုကတ်ဟော့ခက်ချမ်းချမ်းမဟုတ်ဟု မိုးစော်လက်မှာထင်ပါတယ်။မိုးပြရောင်ကိုချက်ကိုဝိစင်လို့ထားတယ်။သူမကိုလုံးလေးနဲ့လက်ဖက်တင်မောပွဲရှိသည်ဟုတွေးမိပါတယ်။ပြီးတဲ့အခါမှာရှေလျားထူထဲတဲ့သူမရဲ့ဆန်နေတဲ့မြတကောက်ကွေးထီအောင်စပင်းဒီကလည်းသူမရဲ့လက်ကိုအရှင်ဆင့်ထားတယ်လို့ပြန်ပြီးတော့မြင်ပြပါတယ်။ချစ်ချင်းမြတ်တာလားအပျော်ရှာခြင်းလားလှတယ်တက်မှတ်ခြင်းလားမမြင်ဘူးမူးမြေထင်းခြင်းလားဘာရဲ့လို့မိုးစော်လက်မှာမွေခွက်တယ် သူ့စားကိုဆွဲလန်းခဲ့တယ်။သူ့ကိုတတိပြုမိအောင်လို့ဘန်ကုန်းနဲ့ထက်ထက်ခါခါစုတ်ခဲ့ပါတယ်။မိတ်ဆက်တယ်။ထိုညမှာပဲသူ့စားကို သူတို့စပွဲသူဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ကျွန်တော်ရဲ့နာမည်ကမိုးစော်လက်ပါ။သူကအုတ်ကာသူကကြော်ဆိုးလွယ်။တချင်းစုကောင်းလွန်တဲ့သူ့စားနဲ့ခင်မင်ခွေးရတဲ့အတွက်အထုကူမှ ကြီးစုတင်ပါတယ်။မတ်သူစားကိုဂုံပြူတဲ့အနေနဲ့အဲ့ခံပြစီ။မတ်သူစားကြိုက်မှာပါနော်။ဘာမှအမနာနဲ့ ထိုညကဆိုင်သိမ်းမှာပဲသူတို့ပြန်ခဲ့ကြတယ်။မိုးစော်လက်ရဲစကားတန်တွေကလည်းအပျော်တို့ရွှင်ရွှင်ဝင်းဝင်းနဲ့ဤတို့ဖြင့်မတူစာနဲ့ရင်းနှီးမှုရယူနိုင်ခဲ့တယ်။နောက်တစ်နေ့မှာတော့မိုးစော်လက်တယောက်တည်းထိုဆိုင်သို့ရောက်နေပါတယ်။သူတို့တိတ်တိတ်နဲ့ခြေချဖြောင်းနေရန်ဆုံးဖြတ်ပြီးလူစုခွဲလက်ချင်းကြောင်ဖြစ်မယ်။သူတို့ကအိမ်အောင်ရှင်နေပါမတူစာရဲ့ကျွန်တော်ကလူလွတ်ပေါ်အမေကုမိုးစော်လက်ကတစ်ဖက်လက်နဲ့ ကိုကိုကိုကြီးညာလိုက်တယ်ပေါ့လေလူလေပဲအပျော်လေးတွေဝေးစီလို့သွားပါတယ်။အော်ဒါထက်မတူစာဒီညာဆိုတဲ့တချင်းတွေတိတ်ကောင်းတာပဲနော်။ဟိုလေသူ့ကိုတကယ်ပဲချစ်မိမိဆိုတာတချင်းလေးကိုတော့ကျွန်တော်အကြိုက်ဆုံးပဲဗျာ။ငွေရားလေးကလည်းလက်ထဲရှိနေရွေမိုးစော်လက်ဆိုင်ကိုညာတိုင်းရောက်နေပါတယ်။မတူစာတချင်းဆိုတိုင်းမှာ ပန်ကုံများကိုဆွတ်တယ်။စပွဲပေါ်ခေါ်ပြီးတော့အတူစားတော့တယ်။စကားများပြောပါတယ်။ ခီမင်မှုလေးလအတွဲမှာပဲမမက်ကြရသူနှစ်ပတ်တီတီမသွားပဲပြက်ွက်ခဲ့ဖို့တယ်အီဒီကလည်းသူ အလေလွန်သားရွှေဖြစ်ပါတယ်လိုင်မျိုးနယ်ဘက်တွင်သွားရှာနေစဉ်နေထိန်ရှာရှိမြင်ဆိုးလိုင်နယ်တွေ့ပါတယ်နေထိန်ရှာရှိကသူ့ကိုသိတယ်ဒါကြောင့်မလို့ကြိုတင်ကာခွေရှိပုံမှာရဲအန်30ကားကြီးနဲ့အမှုဖွဲ့ကတရားဆွဲတယ်ထိုနေကြီးမင်း2014ရက်ကြကအင်းစိန်တော်ရသူသူ့မြန်းခဲ့တယ် ထောင်ကားလွတ်တာနဲ့မတူစားရှိရာ စားသောဆိုင်သို့သူအပြေးရောက်သွားခဲ့ပါတယ်။အဖေဘော့မတူစားကိုကိုပေတီလွန်းနေတယ်။ဆိုပြီးတော့တောင်ကြီးကိုပို့ထားတယ်။တောင်ကြီးမှာအဖေကျင်ကြီးမှာဒေါ်လေးဆိုးရှိတယ်လေ။အပြူကြီးသဘောတော်ကောင်းတယ်။ကျွန်တော်ကိုလည်းချစ်တယ်။အလူလိုက်တယ်။ဒါပေမဲ့ကျွန်တော်မနေနိုင်ဘူးဗျာ။မတူစားရဲ့မျက်နှာကိုမမြင်ရတဲ့ရက်မတူစားတချင်းတန်တွေကိုမကြားတဲ့ရက်မှနေရတာကျွန်တော်ရဲ့ရှင်နေပူလောင်လုံးပါတယ်။ဒါကြောင့်မလို့ တောင်ကြီးကနေပြန်ပြီးတော့ပြေးလာတာရန်ကုန်ကိုရောက်ရောက်ချင်းဒီကိုတန်းလာခဲ့တာအိမ်တော်မှမရောက်သေးဘူးရင်းနှီးမှုကာလာလေးတွေတဖြည်းဖြည်းများလာသလိုအပျော်ပွဲရက်လေးတွေကလည်းတစားစာတိုးပွားလို့လာခဲ့ပါတယ်ဤတော့ဖြင့်ခင်မင်မှုလေးလပြည့်အမတ်တရနေ့မှာပဲသူစားရည်မေတ္တာပန်းကို သူစုခိုးနိုင်ခဲ့ပါတယ်ထုံမတစ်ဆင့်လက်ထပ်ဖို့အခြေအနေထိ ရောက်လာခဲ့ကြတယ်အမှန်တကယ်တော့မိုးစော်လက်ရင်ထဲမှာမေတ္တာတရားတွေမရှိပါ ဒူးဆိုင်နေမှာကျင်သားရနေသူပြီပြီအခွင့်သားလိုက်ချင်ဘာနှဖူးတိုက်တူးဖို့သာသူ့မှာရည်ရွယ်ချက်ရှိတယ်။ဂျာကာလာတွေအတွက်မှာမတူစာရဲ့ရည်တည်မှုကိုသူလေးလာထားပြီးပြီဖြစ်တယ်။မတူစာမှာအသက်60ကျော်မိဘနှစ်ပါးနဲ့ကိုဒန်ကျောင်းသူညီမလေးသာရှိပါတယ်။မတူစာတို့အိမ်က ဖော့ကန်စေးအနီလမ်းတွယ်လေးတစ်ခုမှာရှိတယ်။အောင်မင်္ဂလာတုံလမ်းမကြီးဘေးမကြပါ့မဲ့တိတ်ပြီးတော့မဝေး။ချမ်းမြေက၄ပေ၆ပေအပြည့် ြင်ကင်းပြင်ကာသို့မဟုတ်တထက်အင်္ဂလိမြေကြီးဘဲတောင်မှသင်းတရာအထက်ရနိုင်တဲ့နေရာပြီးတဲ့အခါမှာမတ်တုဆာရဲ့ဝင်ငွေကလည်းမစိုးနောက်ဆုံးမှလက်ထက်ပြီးကမှနေလို့ထိုင်လို့အစင်မပြေရင်ဖြစ်ဖြစ်အမှုအခင်းနေနဲ့ပတ်သက်ပြီးနောက်ကလိုက်လာရင်ပဲဖြစ်ဖြစ်ရှောင်ရှားတင်းချာပြေးရှာလောရှာမယ်ဆိုရင်လေစကြိတ်စကားကပူပင်เสียမလို့ပါအိမ်တိန်တဲမှာပဲအရောက်ဝင်ဖို့ဆိုသည့်ခါတိတ်ပြီးတော့လွယ်တဲ့အလုံးမဟုတ်ပါ ်ကျွေးတီတီကြောင်လို့ဖောက်ထွင်းကြတယ်အင်ရှင်နိုးတော်မကလည်းတတိထားနေရတယ်အခုတော့ကိုကသူ့ရဲ့အိမ်နဲ့ကိုရောက်နေပြီပစ္စည်းယူပြီးတော့လက်ကြုံမယ်အလွယ်လေးသူ့ရဲ့အတွက်ကုန်ကြထားတယ်ပြန်ယူတဲ့သဘောလောက်ပေါ့ဘေဘက်ကကြည်ကြည် သူ့ရဲ့ဘက်ကအသာကြည်ဘယ်စည်းနဲ့တွေ့တွေ့လုံးဝကိုအရှုံးမထွက်တဲ့ဈေးကွက်ဒီလိုအမျက်ထွက်ပြီးတော့ဒီကွင်းကိုဆင်ခဲ့ခြင်းပဲဖြစ်တယ်ဒုဗတော်လေဒူးဆိုင်နေတဲ့က သူ့ဘဝမှန်ကိုတော့ဖုံးကွယ်ထားခဲ့တယ်။အဖေကအရာရှိလေသူ့စာရဲ့အမေရဲ့အလုပ်ကတော့အဖေရုံးသွားတာနဲ့ဖေဝိုင်းရှိတဲ့အိမ်ဒီကိုပြေးတဲ့အလုပ်ပဲ။နောက်တာတော့သူ့စာ အမေကစိန်ပွဲစားပါ။မောင်ထက်မှာအကူကြီးနှစ်ယောက်နဲ့အမားလက်ရှိသေးတယ်။အကုန်လုံးပွဲကြလို့လုပ်ငန်းခွင်ဝင်နေကြပြီ။မောင်သားဆယ်တန်းကိုစတုထားနဲ့ဖြည့်နေကြတော့မောင်ကထွေးစုံအစိုးစုံအမိုက်စုံတပေါ်ဒါကြောင့်အားလုံးကခြေကျော်လက်ကျော်မြောက်ထားကြရလေ။ အိမ်မှာ ကားတစ်စီးကြည့်တယ်အမေပဲအပိုင်စီးထားတယ်ကိုကိုတို့မမတို့ကတော့အဲ့ခံပွဲတွေပါတယ်ရှိမှကားခုပေးတာအဖေကတော့ဌာနကကားပဲသုံးတယ်မောင်ကတော့ကားနာကိုလုံးဝကိုကက်လို့မရဘူးမောင်ကလည်းမောင်ပဲပြီးခဲ့တဲ့တကြံနှုန်းကကားယူပြီးတော့ထွက်သွားတယ်အက်စီဒန့်ဖြစ်တာလေကံကောင်းလို့မသိတာအုတ်ကတို့ကြော်ဆိုးလင်လို့ရောပါတာပေါ့ကားကူနောက်ကနေဝင်အောင်လို့ကျော်လိုက်ရတာတော်တော်ကိုကုံသွားတယ်အဲ့ဒီကလေးကမောင်ကားနာကိုကက်ခွင့်မရတော့တာ သူကဇက်ကိုတီလို့ပြို့တယ်တရုတ်ပပပြီးခဲ့တဲ့နှစ်ပတ်ကသူစားတီကအတန်ထွက်လာခဲ့တယ်အတူတူနေချင်းလာပြီအမြန်ဆုံးလက်ထက်ကြားရအောင်ဆိုပြီးပြို့လာခဲ့ပါတယ်ဒီတော့လေသူ့အတွက်မခက်ခဲငါတို့သားကိုစားတော့ဆိုင်မှာတချင်းစုဖျောဖြေတဲ့မိမတယောက်နဲ့မပေးစားနိုင်ဘူးဟုတဲ့ဇဝင်ကန်တခန်းမှာသူ့ရှယ်ဇလန်းမှာကြားညက်ပြီးတော့ထည့်ပေးလိုက်ပါတယ်ဂုံတာနာစီးချနေတဲ့ထိုးအကွက်က သူ့ဆက်ကိုပို့ပြီးတော့လှပစေတယ်။ဇက်ရဲ့အရှင်ကိုမြင်းရှာရောက်တည်ဟုပင် သူတွေးလိုက်မိပါတယ်။ညတညရဲ့လှပတဲ့ညင်းဥရှင်တစ်ခုကိုတော့သူစာမမတ်ရရရှိနေခဲ့တယ်။ထိုညကသူစာ မိုးပြရောင်ထက်အောင်စင်တို့ဝစ်စင်လာခဲ့တယ်။ပြူစွတ်တဲ့သူမရဲ့အသားရည်အချိုးကျလှပတဲ့သူမရဲ့ခန္ဓာကိုယ်အလားတို့နဲ့လိုက်ဖက်တဲ့အကြောင်ဖြစ်၍ထိုဝစ်စုံကိုသူမနှစ်သက်တယ်။ အခြားအကြောင်းစာတစ်ခုလည်းရှိပါသေးတယ်။မိုးပြရောင်ကသူမအတွက်ကံကောင်းသောအကြောင်းဖြစ်နေပါတယ်။ထိုကြောင့်ကိုဝစ်စင်တဲ့နေ့တိုင်းမှာ သူမပန်းကုန်းများများစုကြည်များများရားလေရှိတယ်။မိုးပြရောင်ဝတ်တဲ့ထိုညကလည်းမျောလင့်ထားခဲ့သူသူမကံကောင်းခဲ့ပါတယ်။ထိုညအတွက်ပန်းကုန်းအများဆုံးရသူဖြစ်တဲ့ပြင်သူမတခြင်းဆိုတဲ့ကာလတစ်လျှောက်လုံးမှာပန်းကုန်းအများဆုံးစုကြည်အများဆုံးစင်ချိန်တင်တဲ့ညပဲဖြစ်ခဲ့တယ်။ စံချိန်မတင်မဲရှိပါမလားလူတယောက်တည်းကပင်ပန်းကုံတက်ဆိုလိုက်ပြန်ဆင်းလိုက်နောက်ထပ်ပန်းကုံနေတကင်ပြီးတော့စင်မော်တက်လိုက်နေစံချိန်ထက်မနေလုံနေခဲ့သည်မဟုတ်ပါလားအတွေ့အုံရှင်းတဲ့သူမပင် အစာပန်းကခက်ကြောင်ကြောင်ဖြစ်လို့သွားကြတယ်စိတ်လှုပ်ရှားမိတယ်တချင်းဆိုမမအောင်ပင် မနဲ့တတိထားခဲ့ရတယ်နောက်ပိုင်းမှာသူမပြောလို့သွားခဲ့ပါတယ်တချင်းဆိုရတာဇံဝင်လာတယ်စူဟန်ကဟန်မြူးကြွာလာတယ်သူမရဲ့က လှလှပပနဲ့တွတ်တွလဲ့လဲ့ရှိပါတယ်။လက်ခုတ်တန်ဩဘာတွေကလည်းပန်ကုန်းတွေသူမပေါ်စုပြုံကြလာခဲ့တယ်။ထုံညာတီသူမရဲ့ညားဖြစ်ကြောင်းအားလုံးခပင်အသီးမဲ့ပြုတ်ခဲ့ကြတယ်။တချင်းတွေဆိုပြီးတော့သူမနားနေခန်းရှိနေစဉ်စပွဲသူတယောက်ကနေရောက်လာပြီးစပွဲနံပါတ်ခွင်းနှစ်ကဖိတ်ကြားပါတယ်။ဒိုးဆန်ကူတကားမှမလာဘူးသေးတဲ့လူစိမ့်မဲ့သူစာညီအပေါ်ပြစ်ကြနေတာတော့အယမ်းသိတာတယ်။ ငွေလဲအယောက်ကိုတုံးနိုင်တယ်ဒီလိုလူမျိုးကိုအလွတ်မပိနဲ့ကြီးရှည်အတက်ပညာနဲ့အပိုင်သာကိုင်ပြီးတော့ဆန်ရှင်ဥမော်ကြီးကနေမှပါတယ်နင့်ကိုချိန်းတာတော့တေးကြပြီဟဲ့ပိုင်ရင်သာကိုင်လိုက်တော့စော်ပြလိုက်တော့သူသာတကယ်တော့သူသာဒီလောကတဲကိုရောက်နေဒီမှာသုံးနဲ့သုံးမှုတင်မကပါ ပါးတယ်နဲ့တယ်လဲတယ်စပွဲနံပါတ်ခွင်းနဲ့ကိုရောက်သွားတော့သူ့ကိုပန်းကုန်းနေခဏခဏတက်ပြီးတော့စွန့်နေတဲ့လူနဲ့အဖော်နှစ်ယောက်ကိုတွေ့ရတယ် သူမအနေနဲ့ကမိုးစော်လန်ကျဲနေသူနှစ်ယောက်ကအုတ်ခါနဲ့ကြော်ဆိုးလွင်သူစာမညံထဲမှာထည့်လိုက်ပါတယ်ပထမသူစာတို့အဆုကိုဂုံပြုတ်ကခင်မင်မှုကိုအရယူပါတယ်ဒုတိယသူစာရဲ့အတန်းကိုခြေမွန်ခန်းဖွင့်ပြီးရင်းနှီးမှုအစင်တက်ပါတယ်တတိယအဆင့်ဖြင့်သူစာရဲ့အလောက်ကို ထောပနာပြုတ်ပြီးတော့နောက်ဆုံးမှချစ်ခွင်ပန်းခဲ့တယ်စို့တော့မစို့ဘူးသူချင်းကပ်ပုံကတစ်မျိုးမြေတားတွေတိစ္ဆာတွေအကျဉ်းနာတွေ လက်တွဲပေါ်ဒီဆိုတော့စကားလုံးနေနေရာတပ်ပန်တော်မဟုတ်ဘူးသူစားမောက်ခသူစားကိုတန်းနေရတချောင်းလုံးတွေရှိချိုခဲ့တာပါရှာရှိုးမရှိတိုင်းဒီလိုစကားတကလည်းပြောတတ်ပါသေးတယ်ဘာပဲဖြစ်ဖြစ်ပါ သူစားကြီးနဲ့ပါတယ်တချို့အန်ကယ်ကြီးတကသူတချင်းဆိုနေတော့ပန်းကုန်းနေဆိုစုတွေချပြီးတဲ့အခါမှာစပွဲကိုဖိတ်ကျွေးတယ်မထီတထီအရသာခံပါတယ်နောက်တနေ့ကျပျောက်သွားပြန်ပါတယ် မိုးစော်လက်ကြတော့နေတိုင်းလာတယ်။ပန်းကုန်းနေစုကြတယ်။တွေ့မွေ့တယ်။နေစဉ်ရွှေဥတလုံးကိုဥပေးနေတဲ့ငန်းတကောင်နဲ့မချလား။ပါနေတဲ့သူစားကလည်းနေစဉ်ရတဲ့ရွှေဥကိုသာရှုတယ်။ပြိပြိရှိရှိတေးတေးတက်တက်နေပါတယ်။တယောက်ဆိုတယောက်ပတော့ဆိုပတော့အိန္ဒြေရှိတဲ့မိမတယောက်ဖြစ်မိုးစော်လက်ကိုသိစေခြင်းနဲ့ရန်ဖန်ရန်ကားလာနေကြအန်ကယ်ကြီးတွေကိုတွေးပါတော့လေမိုးစော်လက်ရှိနေလို့ရှင်တော့သူမမတိကျူးကျုံပြုတ်ခဲ့ပါတယ်။ မိုးစော်လက်တီသူ့အတွက်သာမဟုတ်ကျန်တဲ့အဆိုးရှင်တွေဇပွဲတိုးတွေအတွက်လည်းရွှေဥတလုံးနေစဉ်ဥပေးနေတဲ့ငန်းတကောင်ပဲဖြစ်ခဲ့တယ်မိုးစော်လက်၁၄ရက်တိတိပျောက်သွားခဲ့တဲ့နေ့တွေသူစားတတိယတိုင်းမှာရဲကျင်နေမိတယ်ပထမညမိုးစော်လက်မလာတော့အားလုံးမှစိတ်ပြဲသွားကြတယ်ထုံညကအခြားဧည့်သည်တိကလည်းအလာနေရွှေဖြစ်တယ်နောက်ညတော့လာမပါဟုတွေးထားတော့လေမိုးစောလည်းရောက်မလားတုံးလေးရက်ကနေ တပည့်ဖြစ်လာတော့မိုးစောလက်ကိုဘသူမှမမျော်တော့ပါနင်းကောင်တော့အစာဝါလို့ဌာနကိုပြန်တော့မယ်ထင်နေသူစားဆယ်ရက်ပိုင်းလောက်ရှိတော့သူတို့ရင်ထဲမှာမိုးစောလက်မရှိတော့ပါဘဝရှယ်စက်ခုမှမှာဖောက်တဲ့အတွက်တွေးခဲ့ပါတယ်သူစားပလင်းချင်အန်ကေကြီးတယောက်နဲ့ကားကိုတခါတလေစီးလိုက်ပါတယ်ဒီတုံးမှမှ ပြန်ပြီးတော့ပေါ်လို့လာခဲ့တယ်သူရှယ်မိပါတွေကတောင်ကြီးရှိအတော်စီကို အတင်းပို့ထားလို့တဲ့သူစားတို့အားလုံးကနေစင်နေမြသတိရနေတာပါ ကုမိုးဆိုလဲတော့အချားမှပြောနေပြီပဲသူစားခတော်မှပြန်မလာတော့ဘူးနဲ့တူတယ်လို့ပြောမိသေးတယ်ဒီတော့လေသူပြောပုံကတနာเสียပြန်လာချင်တာပေါ့သူစားရဲ့အခုလေတော်လေးမသိအောင်လို့ခုပြန်လာတာမသူစားရဲ့မျက်နာကိုမမြင်ရတဲ့ချက်မသူစားတခြင်းတန်တွေကိုမကြားတဲ့ချက်မှာနေကြတာကျွန်တော်ရှိချင်းနေပူလောင်လုံးပါတယ်ဗျာ မတူစာယောက်ျားဒေစီကမေတ္တာစီမေတ္တာမန်ဆိုသူကိုမရခဲ့ဘူး။သူမရခဲ့ဖို့တိကအပျော်ခနာ အဖို့တညပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မျိုးစော်လဲရဲ့စကားကိုသူမယုံ။သူစားရင်နင်းကောင်ရဲ့အနေထားတော့ဘလို့လဲ။ငါလည်းအတိအကျတော့မသိသေးဘူး။သူရဲ့ပြောပုံရဆိုရင်တော့တတိတာပဲ။ဟုတ်မှာပေါ့ဟာ။ငွေတော်တော်ကိုဖြုံးနိုင်တာကြည်ပါလား။ကုမ္ပဏီပန်ရှင်အန်ကယ်ကြီးတွေတောင်မှသူ့လောက်အတုံးမကြံ့ဘူး။ဘာပဲဖြစ်ဖြစ် အခွင့်ရေးဆိုတာနှခါမရဘူးနော်စားတော့ဆိုင်မှာဖြုတ်ဖြစ်ရတဲ့မိမတယောက်ကိုဘယ်သူလူချမ်းသာက သူတို့သားနဲ့သဘောတူမှလဲဟာခောက်လိုက်ဆမ်းမှာသူစားရသူတို့နဲ့ပေါ့မှမှမဟုတ်တာအဓိကကကိုချမ်းသာဖို့ဒီလိုနဲ့ပဲမိုးဆွလက်ချစ်ခွင့်ပန်းပြီးရက်မကြခင်မှာချစ်ပါတီးဟူတဲ့အဖြစ်ကို တုံ့ပြန်ပေးခဲ့ပါတယ်အေဒီကတနေ့ရွှေဥတလုံးကြဥပေးနေတဲ့ငန်းတကောင်ကိုလွတ်ထွက်မသွားစေရန်ကြိုးချီလိုက်ခြင်းတစ်မျိုးပဲဖြစ်တယ် မတ်သူစာခိုင်မာယုံကြည်ထားခဲ့ပါတယ်။မိုးစော်လက်ရဲ့နှလုံးသားကိုဈေးကွက်တဲ့တဲ့လေးရှင်လက်တလို့အမြဲထုတ်လိုက်ဖို့အကွက်ချောင်းနေတဲ့ဒုစရိုက်တမသူစာနဲ့စုံတိုင်းမှာခြုံများတဲ့စကားတန်နေသူ့ကျယ်နှုတ်ပြားက စီစင်းနေပြန်ဟန်ဆောင်မှုကိုဖုံးအုပ်ထားတဲ့ပြားတကာတွေမှန်ကိုကိုကူတိနေပါတော့လေလက်ပြမတက်တော့မဖြစ်မီဒုစရိုက်လောကသားတယောက်ဖို့ဤများလောက်သာလိန်လေလှည့်ဖြားခြင်းကာ မကောင်းမှုတစ်ခုပင် မထင်ပါမတ်သူစာနေအိမ်မှာပင် သူတို့ရဲ့လက်ထက်ပွဲလေးကိုအကျဉ်းချုပ်ကျင်ပါကြပါတယ်မိုးစောလက်မတ်သူစာတို့အိမ်မှာမိသားစုဝင်တူဖြစ်သွားတယ်ဤဒီကသူရေးဆွဲခဲ့တဲ့ရေရှိစီမံကိန်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်သို့မှသာဤအိမ်ဤထက်နဲ့မတ်သူစာတို့မိသားစုပြည်စီအလုံးကိုမတ်သူစာရဲ့လင်သားတယောက်အနေဖြင့်ပါဝင်ပတ်သက်ခွင့်ရှိမည်မဟုတ်ပါလားလက်ထက်ပြီးလင်ကားလာကြမှာ ညတညမှာသူထိုးအိမ်မှာအပီးပံထွက်ခွာလို့သွားခဲ့ပါတယ်။ရက်ဆက်ရုံမှာဆိုပြင်မတ်သူစာရဲ့လက်ဝတ်လက်စားများကိုပါယူဆောင်သွားတယ်။ထိုညကအဝေးပြေးကားတစ်စီးပေါ်မှာလိုက်ပါရင်နဲ့မိုးစော်လက်မှာကျိတ်ပြီးတော့ပြုံးနေမိပါတယ်။ပြီးတဲ့အခါမှာစကားလုံးအချုပ်ကိုတီတိုရီးဆွလိုက်တယ်။အနိုင်ပိုင်းပြီးတော့ပြေးသွားတဲ့မောက်ကိုခွင်းမလွတ်ပါနဲ့။မွေဖွေးကမှခပိုက်ပန်းမိတဲ့တနားစရာကောင်းတဲ့မတ်သူစာလေးရဲ့ မတ်သူစာမြောက်ွက်တစ်ခွက်ကိုလေးဝက်ချက်တစ်ခုနဲ့မိုးစော်လက်ရဲထောင်းကြောက်တယ်။မကြောက်မလန့်နဲ့တိုးဝင်ခဲ့သူကာရာအိုကေတခြင်းတယ်မလေး။မတ်သူစာကတော့သူမတီဒိုးဆိုင်သမားရဲ့တားကောင်ဖြစ်နေသည်ကိုတိမာတိဖက်ရစီအဖဲကြောင့်ဆိုတော့သူမကလည်းမိုးစော်လက်အားတားကောင်ဖြစ်ဖန်းရှူခဲ့သောကြောင့်ဖြစ်ပါတယ်။ဤအပြည့်ပြည့်ဒီမတိုင်မီအတိတ်ကာလရဲ့ရဲဆွဲတစ်ခုကိုသူမဘဲတော့မှမေ့ပြောင်နိုင်မည်မဟုတ်ပါ။ ထိုရက်ပိုင်းတွေကသူ့မှာရက်ပေါင်းအတော်ကြာကိုလက်မအီမသာဖြစ်ခဲ့ပါတယ်ခန္ဓာကိုယ်အနှံ့အရေးပြားရားရနေအချိုးရဲ့နေရာမှာရောင်ရမ်းလို့နေပါတယ်ပြီးတဲ့အခါမှာမကြခဏချောင်းဆိုးတယ်ခဏခဏဖျားပါတယ်တခြင်းဆိုဖို့ကလည်းပြက်လို့မရတာဖြစ်တာကြောင့်အားစေးတွေမိဝဲနေတယ်စေတိုးစေးစားလုပ်ပါတယ်ယောဂတွေကရှင်းရှင်းမပြောင်းခဏတစ်ပြုတ်တက်တာပြီးတော့ပြန်လဲပြီးတော့ဖြစ်ပါတယ် နောက်ထပ်ရေချုံနေပေါက်လာပြတ်မှတယ်။ဆရာဝန်ကသူမကိုသွေးစစ်ခိုင်းတယ်။ဒီမှာပင်ကြောက်ရွံ့ထိတ်လန့်စွာတေချင်းတရားကိုနှစ်ဖူးတွေ့တူတွေ့သူမရင်ဆိုင်လိုက်ရတယ်။သူမရှည်သွေးထဲမှာ AIDS ရောဂါကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ပြောမပြနိုင်အောင်လို့ကြီးမားသောကြောက်လန့်မှုကြီးကြောင့်နာရှိပေါင်းများစွာသူမငိုကြွေးခဲ့ရတယ်။အသက်ရှင်လျက်တေနေရသည့်အဖြစ်လား။တေနေလျက်အသက်ရှင်ရသည့်အဖြစ်လား။သူမကိုသူမ ဝေခွဲနိုင်အောင်လို့အချိန်မဲကြီးတစ်ခုရဲ့ဖုံးအုပ်ခြင်းကိုခံနေရပါတယ်အိမ်မဆိုးတွေရဲ့ချောလန်းမှုကိုညစဉ်ခံစားနေရတယ်ခုံတလာတစ်ခုထဲမှာကြောက်ခမန်းမလီလီရုပ်ပြက်အဆင့်ပြက်ပင်လီနေတဲ့အလောင်းတစ်ကောင်ကိုတွေ့ကြတယ်ထိုအလောင်းကသူမပဲဖြစ်နေတယ်အီဒီကသူမရဲ့ခန္ဓာကိုယ်အတွင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေဖြစ်တယ်ခန္ဓာကိုယ်ပြင်ပအခြေအနေကကိုယ်အလေးချိန်အနည်းငယ်ကြာ၍ မတက်မတာပိန်သွားတီကလွဲ့ပြီးအရင်ကားလိုပင်လှဆဲရင်စဲနုပြူစဲဆိုရရှင်တော့မိမတယောက်၌ရှိတင်ရှိတိုက်တဲ့အလားအပါဟုသည်မသူ့မှာရှိနေစဲဒီချိန်မှာပင်မိုးစော်လက်နဲ့စတင်တွေ့ဆုံကြခြင်းဖြစ်တယ်သူတို့နှစ်ယောက်လက်ထက်တော့မိုးစော်လက်ကိုတတိသားတယောက်အဖြစ်ပဲရက်ွက်ကမြင်ကြတယ်သူစားကိုခြေလွန်းတာကြောင့်ဂုံဒီဒနာတွေချမ်းသာစီစိန်တွေကိုဆွန့်လွှတ်ခဲ့တဲ့အချစ်သူရဲ့ကောင်းကြီးဖြစ် ပြောဆိုကြပါတယ်တော်ပြီဒီလောက်ဆိုရင်ပဲတော်လောက်ပြီဟု သူစာမတွေးမိတယ်မိသားစုတွေအဆင်မရစေဖို့ဂုံတိတ်ခါမညှိုးနှမ်းစေဖို့အဖက်ဆက်ပေးနိုင်တဲ့အတွက်သူမစိတ်ထဲကနေပြောမိပါတယ်မိသားစုအရှက်ရှက်အောင်မစင်မချင်းပြုတ်လုံမိတဲ့သူမရဲ့မိုက်ပြင်းများကိုဖြစ်တဲ့နည်းနဲ့စေကြောခွင့်ရတဲ့အတွက်လေတမလွန်ရောက်လိုက်ခြင်းပင်သူမကျေနပ်နေမိဖြစ်ပါတယ် ANDF ဘိုးရှိသူနဲ့ဆက်ဆံလိုက်ရင်ယောဂပူကူးဆက်တီကို သူမတီထားပြီဖြစ်တယ်။မိုးစောလက်ကိုဒီယောဂပူကူးဆက်သွားမှာသူမလုံးဝကိုမပူပန်းခဲ့။သူမကိုတန်းကပင်ယောက်ျားတူဦးဦးထံကဒီတေမင်းတမန်ယောဂကိုလက်ခံရရှိခဲ့တည်မဟုတ်ပါလား။ယောက်ျားတွေကြောင့်ငါးရယ်ဘွားဆုံးရတယ်။ဒါကြောင့်ယောက်ျားတွေကိုပြန်ပြီးတော့လက်စားချေရမယ်။ဒီလိုဖြင့်မိုးစိုးတစ်ပိုင်းမိမ့်မဲရမ်းဆန်ဆန် ပြန်ပြီးတော့တုံ့ပြန်ခဲ့ခြင်းဖြစ်တယ်။မိုးစောလဲသူးစားနဲ့လက်ဝဲလက်စများပစ္စည်းတွေယူပြီးအိမ်မထွက်သွားတဲ့နေ့ကမိဘနှစ်ပါးတည်တပြေးတောက်တောက်ပြောဆိုညီးပါတယ်။ညီမငယ်ကတော့မိုးစောလဲပေါ်မှာဒေါသတွေပေါက်ခွဲပစ္စည်းတွေကိုနှမျောတန်းတာစစ်ဖြင့်ကြံခဲ့ပါတယ်။သူစားကတော့တည်ငြိမ်သွားပြန်။မောင်ရှက်တဲ့နဲ့လဲပြီးမှဒီပစ္စည်းတွေရခဲ့တယ်ဆိုတာတနေ့ကျရင်မောင်သိမှာပါ။သူစားနဲ့ဝေးအောင်လို့ဘလောက်ထိပြေးမှလဲ။ တနေ့မှာတော့သူစားနောက်ကိုမောင်းလိုက်ရမှာပါ သူစားနောက်ကိုပဲမောင်းလိုက်ရမှာပါသူစားတိနေတယ်မောင်။သူမမမဲပြုံးတစ်ချက်ကိုပြုံးပြီးတီတူပြောလိုက်ခြင်းပဲဖြစ်ပါတယ်။သူစားဆုံးသွားပြီးမိုးစော်လက်ဟုတ်လားတကြံငိမ့်သွားတာပေါ့ကွာ။အောက်ကကစိုးချိန်ထိတ်လန့်နေသလားမိုးစော်လက်ကတော့အေးအေးဆေးဆေးပဲခန်းစားချက်မဲ့မင်းနာဖြင့်ငါကမင်းအတွက်ကိုစိုးရင်လို့ဘာကိုစိုးရင်တာလဲကွာအစကတည်းကနှလုံးသားတည်တန်ကျော်စင်နေ။ မပါပတဲ့ဥစ္စာငါကဘယ်လိုလုပ်ကြည်ခွဲပြမှာလဲဒါခုပြောတာမဟုတ်ဘူးမိုးစောလဲသူစားဆုံးတာ EIDS ရောဂါနဲ့ဘာမိုးစောလဲချက်တန်းကကြောက်လန့်ခြင်းများစွာဖြင့်ဟိတ်ထွက်လို့သွားပါတယ်ဟုတ်တယ် EIDS နဲ့ဒါဆိုရင်ငါငါမှလဲဟုတ်တယ်မင်းသွေးစီကြည့်တင်နေသွားပါပြီကွာမိုးစောလဲမှာအကျိုးကျိုးပြက်တယ်လို့ပြိုလဲလို့ကြားသွားတယ် တကယ်လဲသွေးစစ်ကြည့်စီရပြန်လူပါအုံးမလားမသူစားနဲ့အတူနေဆက်ဆံခဲ့တဲ့ကာလရှိမှာ အကာအကွယ်ဘာတစ်ခုမှ သုံးဆွဲခြင်းမပြုခဲ့ပါတကယ်တော့ဒူးဆိုင်တယ်မှာမိုးစော်လက်တည်လေကာရာအိုကေတချင်းတယ်မှာလေမသူစားတည်လေအလေလွန်သောဘိန်းတဆုံသာဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ဇလန်ကြီးကတော့ဒီနေ့မှရင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်ကြီးကိုဆုံးတည်လိုက်ပါနားဆင်ပြီးတဲ့ တူဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါခင်ဗျာ။